မင်္ဂလာပါရှင် sharing by shelly channel လေးကနေ ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတင်ဆက်ပေးချင်တာကတော့ဆရာမောင်ပေါ်ထွန်းမြန်မာပြန်ဆိုရေးသားသည့်ငါဘဝငါသာတခင်ငါသာဘရင်စာအုပ်ထဲကနေစဉ်အခွင့်အလမ်းများဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နားစဉ်ခံစားပေးကြပါအောင်ရှင်နေစဉ်အခွင့်အလမ်းများ တင်စိတ်ကအစင်တင်ဖြစ်နေလင် အရာခတ်သိင်းလဲတင်အတွက်အစင်တင်ဖြစ်နေလိမ့်မည်ဝီလျံရှေးခ်စပီးယား ဖိုးစကားအလွန်မှန်သည်အဘေကြောင့်ဆိုတော့ကိုအားကိုကိုကြည်ပွားလိုသူသည်ပထမဦးစွာ ကိုတိုင်လေးလာကြိုးစားလောက်ကံရသောကြောင့်ဖြစ်သည်ယင်းတို့ ကိုယ်တိုင်လေးလာကြိုးစားလောက်ကံရာတွင်လည်းနေစဉ်ပေါ်ပေါက်လာသော အခွင့်အလမ်းများကိုမှန်ကန်စွာရယူအသုံးချတတ်ဖို့လိုသည်ဤအချက်ဒီပင်လင်အောင်မြင်ကြီးပွားလိုသူဤတခုတည်းသော အောင်မြင်ရေးတော်ချက်ဖြစ်သည် တို့တော်လည်းလူအမျာ များစုသည်နေစဉ်ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မယူတတ်ကြယူရန်လဲအမထုတ်ကြ အထူးတဖြင့်လူငယ်အများစုသည် အချိန်တိတ်မရှိဘူးအချိန်အနည်းမပေးဘူးကုညီမဲ့လူ မရှိဘူးဆိုက အခွင့်အလမ်းများကို မောင်းထုတ်ပြနေကြသည်တကယ်တော့ထိုစင်ကြီးသည်မိမိကိုယ်ကိုလိညာနေခြင်းသာဖြစ်သည် အချိန်အချိန်အနည်းနှင့်အထောက်အကူဆိုသည်မှာရှိနေပြီးသာမိမိကိုယ်၌ကအာထုတ်၍ရှာဖွေရယူဖို့တာလိုသည်တခုတော့ရှိသည်ကြီးပွားခြင်းတူသည် ဖြစ်နိုင်တာကိုယ် ာတွေးရမည်ဖြစ်နိုင်တာကိုဒါလုပ်ရမည်မဖြစ်နိုင်တာတွေကို တွေးပြီးလေဖန်တန်းစီနေလို့တော့ဘာမှဖြစ်လာနိုင်မည်မဟုတ်အချိန်မရှိဘူးဟုတွေးနေသူတွင် အနည်းဆုံးတော့အလကားအားလက်နေချိန်နှင့်အဲ့ချိန်တော့အနည်းနဲ့အများရှိအောင်မိတာဖြစ်သည်ကြီးပွားခြင်းတွင်အားလက်ချိန်ကို အချီနီမကုံလွန်စေဘဲရာသည်မအချိန်ပိုင်းကလေးတွင် တခုခုအတွက် အကျိုးရှိအောင် အသုံးချရမည်အချိန်ကိုနည်းနည်းလျှော၍မိမိစိတ်အားထက်သန်သောဝါဒနာအလုံးတစ်ခုခုကို လုပ်ရမည် သို့တော်အလကားတော့ဘာကိုမှမရနိုင်ကြီးပွားခြင်းလင်းအနှင်းနာခံရသည်ဆွန်လို့ရသည်မိမိလိုချင်သောအရာအတွက် ပထမဦးစွာရင်းနှီးမြှုပ်နှံရသည်ဒို့မှသာအကျိုးအမြတ်ထွက်လာမည်ဖြစ်သည်ကြီးပွားခြင်းသူသည်မိမိဖြစ်ချင်သောအရာလုပ်ချင်သောအရာကို အသေးနှလုံးထဲတွင်ဆွေးမြဲစွာခံယူသိမ်းဆည်းထားရသည်ချစ်သူကို အသေးဆွေးနေသည်လိုဆွေးနေရသည်ရင်းတို့ဆိုလျင်လက်တွေ့ အကောင်အထည်ဖော်ရန်သာရှိတော်သည် အလုံးတစ်ခုလောက်ရာတွင် နီလန်းရှာဖွေခြင်းနှင့်လက်တွေလောက်ကင်ခြင်းဟု၍အကျံအားဖြင့်နှစ်ပိုင်းရှိသည်ပထမပိုင်းတွင်မိမိလှုပ်ချင်သောလုပ်ငန်းနှင့်ပတ်သက်သောပညာသို့မဟုတ်ဘ ഹു တုတာကိုရှာရသည် လုံနီကင်နီကိုစီပူရသည်ဒိုမာသာလက်တွေလောက်ကင်သောအခါလွယ်ကူချောမောမီအောင်မြင်ပေါမြောက်မီ ယနေ့သမိုင်းဝင်ကဘာကျော်ပုဂ္ဂိုလ်များသည်တချိန်သောအခါကတိုးတက်ကြီးပွားရန်ဘာအခွင့်အလမ်းမှ မရှိသူများအဖြစ် လူအများစုက အထင်ခံခဲရသူများဖြစ်ကြောင်းတည်ရပါကဘာအံဖွဲတည်ထွင်မှုများကို ပြုလုပ်ခဲ့ကြသူများမှာဒူလိုငါလိုတာမန်လူများပင်ဖြစ်ကြောင်းတည်ရပါ အမေရိကန်တွင်ဖရက်ဒရစ်ဒေါဂလက်ဆိုသူသည်မြေကျွန်းအဖြစ်မွေးဖွားလာခဲ့သည်အရေးအဖက်ကိုလမ်းဘေးပိုစတာ ွန်ညာများဖက်၍တက်လာခဲ့ရသည်နောက်ပိုင်းတွင်ကိုအားကိုကိုစ조사မှုဖြင့်ရာသမျှအချိန်ပိုင်းကလေးများတွင်ပညာစီပူခဲ့သည်ဤတို့ဖြင့်သူသည် တန်အမတ်ကြီးရာသူအထိစုခူးနိုင်ခဲ့သည် လင်ကွန်းသည်ရေးစရာမရှိ၍ပေါတူပြားတွင် စာရေးရသည်လမ်းဘေးမိတိုင်အောက်တွင် စာဖတ်ရသည် မိုင်40ကျော်ခရီးကိုလမ်းလျှောက်၍စာအုပ်သွားငားရသည်လမ်းတွင် စာအုပ်ကိုဖွင့်ဖက်လာရာ စာမျက်နှာတရာကျော်အထိဖတ်ပြီးခဲ့သည်ဤနည်းဖြင့်သူသည်နမေကျော်ရှိနေဘဝမှတဆင့်နိုင်ငံတော်တမရကြီးဘဝအထိတက်လန်းနိုင်ခဲ့သည်စင်စစ်အခွင့်အလန်းသည်အလောကိုင်းပေါ်တွင်မတည်မိမိကိုယ်တိုင်အပေါ်တွင်သာတည်သည်မိမိ၏တိုးတက်ကြီးပွားရေးသည်အပြင်ဘက်တွင်မရှိမိမိ၏အတွင်းတန်တန်သေးတွင်သာရှိသည်အောင်မြင်မှုတော်ချက်သည် အခွင့်အလန်းကိုတည်မြင်တတ်ခြင်း၊နှူးကြားတက်ကြွမှုရှိခြင်း၊ခင်မီတိုးတတ်သော အယူအဆများကို ခံယူခြင်းတို့ပင်ဖြစ်သည်။မျက်စိကိုဖွင့်၊နားကိုဆွင့်၍ အခွင့်အလန်းကိုမြင်တတ်သောလူငယ်တအူအဖို့တိုးတက်လန်းသည်ပွင့်လင်းဖြောင်းဖြူးနေရမည်သာဖြစ်သည် ထို့ကြောင့်မောင်တို့မေတို့နှူးထားကြလောတက်ကြကြလောအခွင့်အလန်းကိုဖန်တီးနိုင်သောစွမ်းအားသည် အပြင်းမှမရှိမိမိ၏အစ္စဒအတွင်းတန်တန်ထဲမှသာရှိသည် ထိုစွမ်းအားကိုတိုးပွားအောင် ပြုလုပ်ရန်မှလည်းမိမိကိုယ်တိုင်၏အလုပ်တာဖြစ်သည် လူတိုင်းသည်တူညီသောအခွင့်အလန်းဖြင့်မွေးဖွားလာကြ ြသည်လူတိုင်းသည်ကြီးပွားတိုးတက်ခွင့်ရှိသည် အောင်မြင်ကြောကြားခွင့်ရှိသည် အခြေအနေတွေကမိတို့ပင်ဖန်တီးနေပါစေမိညာပင်ခက်ခဲရှုပ်ထွေးနေပါစေမိမိဘာသာမျက်စိကိုဖွင့်နားကိုဆွင့်၍အခွင့်အလမ်းကို မလွတ်တမ်းရယူနိုင်လင် အောင်မြင်မှုပန်းတိုင်ကိုမလွဲမတွေရောက်ရမည်သာသည် နာဆင်ပေးခဲ့ကြသောစာပေချစ်သူများအားလုံးကာယပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။